အီလွန်မတ်စ်ကသူ့ရဲ့ဘီလီယံနဲ့ချီတဲ့ပတ်စံတွေကိုဘယ်လိုမျိုးသုံးစွဲနေသလဲမင်္ဂလာပါပရိသတ်တို့ရေအီလွန်မတ်စ်လို့ခေါ်တဲ့ထိုနီစတာကတော့နိုင်ငံတကာနိုင်ငံလုံးကိုတောင်ဝယ်ယူနိုင်ပြီမယ့်ဒေါ်လာ9000တန်တစ်တာပုံစံအိမ်လေးကိုသာသူ့ရဲ့ရဲတိုက်အဖြစ်ရွေးချယ်ထားတဲ့လူတစ်ယောက်ပါသူရဲ့ချစ်သူ Grief ကလည်းဖျားအဟောင်းမှာအပေါက်တွေဖြစ်နေလို့အတိတ်ကူလိုချင်တဲ့အခါမှာတော့ Mask ကဒါကိုညှင်းပယ်လိုက်ပါတယ်။ ်မင်းအတွက်ဖြာအစ်စ်မရှိဘူးလို့သာသူကပြောလိုက်တာပါနီးပညာဘရင်ကြီးအတွက်ဖြာဟာအရန်ဈေးကြီးတယ်လို့ဖြစ်နေပါတယ်ဒါပေမဲ့လည်းအီလိုမတ်စ်ကိုကက်စီနေတဲ့သူလို့တော့မထင်လိုက်ပါနဲ့သူမှာအများနဲ့မတူတဲ့ထူးခြားတဲ့ဇယားလက္ခဏာတွေလည်းရှိပါတယ်သူဟာဖြာအဟောင်းပေါ်မှာသာအိတ်ကောင်းအိတ်နိုင်ပြီမေသူရဲ့ပြောစရာကိစ္စတွေအတွက်ဆိုရင်တော့ငွေကုန်ကြေးကြကြဖို့မနှမျောတတ်ပါဘူးသူအတွက်ပြောစရာအကောင်းဆုံးအရာကဘာလဲလို့မေးမယ်ဆိုရင်တော့ဒီဗီဒီယိုကိုသာတင်အဆုံးထိကြည့်လိုက်ပါ ဒါကြောင့် Elon Musk သူ့ရဲ့ပတ်စံတွေကိုဘယ်လိုမျိုးသုံးဆွဲတယ်လဲဆိုတာကိုကျွန်တော်အရင်ဆုံးမပြောပြခင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ကသေးတဲ့သူတွေရှိမယ်ဆိုရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုလိုက်ပါရစေ။ကဲအစင်းသိဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ပါ။ ဧလုံမတ်စာအမြဲကြီးမားတဲ့အိမ်မက်တွေရှိနေတဲ့လူတယောက်ဖြစ်ပြီးသူ့ရဲ့အစွန်စားဆုံးရည်မှန်းချက်တစ်ခုကတော့အင်ကာဂျိုကိုလူသားတွေအခြေချနေထိုင်အောင်လုပ်ဖို့ပါပထမဆုံးကြော်ကြားမှုကိုရရှိပြီးကြတဲ့မတ်စာလူသားတွေကိုဂျိုမျိုးစုံမှာနေထိုင်နိုင်စေဖို့သူ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ် SpaceX ကိုတည်ထောင်ခဲ့တာဟာလည်းဒီရည်မှန်းချက်ကိုအကောင့်ထည့်ဖို့ပါပါမတ်စ်ကကဘာမြေဟာနေထိုင်လို့မရတဲ့အခြေအနေဖြစ်လာခဲ့ရင်လူသားတွေအတွက်အရန်စီစဉ်တစ်ခုလိုအပ်တယ်ဆိုပြီးယုံကြည်ခဲ့ပါတယ် ဒါကြောင့်မဲ့သူဟာသူ့ရဲ့အိမ်မက်တွေထဲကတခုဖြစ်တဲ့အင်္ဂါဂျိုဘမှာလူတွေနေထိုင်ရေးအတွက်အမှန်တကယ်ဖြစ်လာအောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ခဲ့ပါရယ်။မတ်စာလူသားတွေအတွက်သူ့ရဲ့ကြွယ်ဝမှုတွေကိုဘလောက်ထိရင်းနှီးမြှုပ်နှံတယ်လဲဆိုတာပြသဖို့အတွက်လေအင်္ဂါဂျိုမှာအခြေချနေထိုင်ဖို့တတ်နိုင်သမျှပါဝင်ကူညီမယ်လို့ပြောခဲ့ပါရယ်။ 2021ခုနှစ်မှာသူ့ရဲ့ဒေါ်လာ225ဘီလီယံတန်နဲ့ပိုင်ဆိုင်မှုတွေကိုဒီ project အတွက်အများဆုံးသုံးစွဲမယ်လို့ကြေညာခဲ့ပါတယ်။ Musk ကအင်ကာဂျိုပေါ်မှာမျိုးတမျိုးတိစောက်ဖို့ဟာလည်းအရင်းအနှီးတွေအများကြီးလိုအပ်တယ်ဆိုတာနားလည်ပြီးလိုအပ်တဲ့ငွေကြေးတွေကိုထောက်ပံ့ဖို့အသင့်ရှိနေပါတယ်။ Elon Musk ရဲ့အင်ကာဂျိုမှာအခြေချနေထိုင်ဖို့အပေါ်ဆရာထက်တန်မှုဟာငွေကြေးရင်းနှီးမြှုပ်နှံမှုထပ်ပေါ်ပါတယ်။သူ့ရဲ့အချိန်နဲ့စွမ်းရည်တွေကိုဂျိုတွေကြားခီးသွားလာဖို့လိုအပ်တဲ့နည်းပညာနဲ့အခြေခံအဆောက်အအုံတွေဖန်တီးရမှာတည်တည်တသာအားပေးထားပါတယ်။ SpaceX company ဟာ Falcon 9နဲ့ Falcon Heavy တို့လိုပြန်လည်အသုံးပြုနိုင်တဲ့ဒုံးပျံတွေကိုဖန်တီးရမှာရှေ့ပြေးဦးဆောင်နေတာဖြစ်ပြီးဒီဒုံးပျံတွေဟာအာကာသတွေကိုပြစ်လွှတ်တဲ့ကုန်ကျစရိတ်ကိုတိတိတသားရောချပေးနိုင်တာကြောင့်အာကာသစူးစမ်းလေလာရေးကိုလည်းပုံမှန်တိုးတက်စေပါရဲ့ ဒါပေမဲ့ Elomas ရဲ့ရီမန်းချက်တွေကတော့ဒီနေရာမှာတင်ရက်တက်မသွားပါဘူး။သူဟာလူတွေကိုကုန်ပစ္စည်းတွေနဲ့အင်ကာချိုအပါဝင်နေအဖွဲ့အစည်းအတွင်းကတခြားနေရာတွေကိုပို့ဆောင်ဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတဲ့ Starship လို့ခေါ်တဲ့ပြန်လည်အသုံးပြုနိုင်တဲ့အာကာသယာဉ်အတွက်လည်းအစီအစဉ်တွေကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Starship ဟာလူတရာလောက်ထိတင်ဆောင်နိုင်တဲ့ကြီးမားတဲ့အာကာသယာဉ်တစ်စင်းဖြစ်ပြီးကမ္ဘာနဲ့အင်္ဂါဂြိုလ်ကြာမှာရေရှည်တည်တဲ့တဲယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ်လဲအသုံးပြုဖို့ရည်ရွယ်ထားပါတယ်။ အီလွန်မတ်ရဲ့အင်္ဂါဂျိုကိုအခြေချနေထိုင်မှုကြိုးပမ်းအားထုတ်မှုတွေအပေါ်တန်တရားရှိသူတွေနဲ့ဝေဖန်သူတွေလည်းအများပြားရှိပါတယ်။တချို့ကဒီလိုအရင်းမြစ်တွေနဲ့အားထုတ်မှုတွေကိုဂျိုရေကြာအခြေချနေဖို့ထက်ကဘာပေါ်ကပြဿနာတွေအရင်ဆုံးဖြေရှင်းဖို့အာရုံစိုက်တင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ Elon Musk ကတော့အင်ကာဂျိုလိုမျိုးနေရာမျိုးတွေမှာနေထိုင်မှုဆိုတာလူသားတွေရဲ့ရေရှည်ရှင်သန်မှုအတွက်အရေးကြီးတယ်လို့ခန့်ခန့်မှန်မှန်ယုံကြည်ထားတာပါ။ သူဟာအင်္ဂါဂျိုကိုအရင်အစီအစဉ်တစ်ခုအဖြစ်မြင်ပြီးလူသားတွေရှင်သန်ပြီးဆက်လက်တိုးတက်နိုင်မယ့်နယ်ပယ်တစ်ခုအဖြစ်မြင်ပါတယ်။အင်္ဂါဂျိုကိုအခြေချနေထိုင်မှုကြိုးပမ်းရမှာလေ။ Elon Musk ဟာတိတာထင်ရှားတဲ့ဆွတ်လွတ်အနင်းနာခံမှုတွေရှိခဲ့ပါတယ်။သူရဲ့ရည်မှန်းချက်ကိုအာယုံဆိုင်ဖို့အတွက်အန်အဘွေရာပိုင်းဆိုင်မှုတွေအပါအဝင်ပစ္စည်းဥစ္စာကိုစွန့်လွှတ်ဖို့လည်းရွေးချယ်ခဲ့ပါရယ်။မတ်စ်ရဲ့ဇိမ်ခန့်အိမ်တွေကိုရောင်းချဖို့ဆုံးဖြတ်ချက်ဟာကမ္ဘာတဝန်းကသတင်းကောင်းစင်တွေမှာပါဝင်လာခဲ့ပါရယ်။ 2012ခုနှစ်မှာတော့သူဟာကယ်လီဖိုးနီးယားပြည်နယ်ဘယ်အယ်မှာဒေါ်လာ9တန်းတန်တဲ့ဇိမ်ခန့်အိတ်လုံးကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီအိမ်ကြီးမှာနှစ်ထပ်စာကြည့်တိုက်စာသင်ခန်း၊ဝိုင်းတိုးလောင်ခန်း၊တန်းနစ်စကွင်း၊အိတ်ခန်း9ခန်းနဲ့ရေချိုးခန်း10ခန်းစတဲ့ဇိမ်ခန့်ပစ္စည်းတွေပါပါတယ်။ ဒါပေမဲ့2020ခုနှစ်မှာတော့မတ်စာအိမ်တလုံးမှပိုင်ဆိုင်မှာမဟုတ်တော့ဘူးလို့ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက်လူတွေကိုအံ့အသင့်စေခဲ့ပါတယ်။သူရဲ့ကုမ္ပဏီတွေကိုအာယုံဆိုင်ဖို့နဲ့ပစ္စည်းဥစ္စာကိုလိုက်စားသူတယောက်လိုမမြင်စေချင်တဲ့အတွက်ကယ်လီဖိုးနီးယားမှာရှိတဲ့သူရဲ့အိမ်ခွနှလုံးကိုဒေါ်လာ18တန်းနဲ့ရောင်းချလိုက်ပါတယ်။အခုတော့သူဟာတက်ဆက်ပြည်နယ်ဘိုကာချီကာမှာရှိတဲ့ဒေါ်လာ9000တန်းနဲ့အိမ်လေးမှာပဲငှားရမ်းနေထိုင်နေပါတယ်။ ကဲအီလွန်မတ်စာသူ့ရဲ့ဇိမ်ခန့်အိမ်တွေကိုဆွန့်လွတ်ခဲ့ပေမဲ့ခီးသွွာလာရီမှာတတောင့်တတာရှိဖို့ကိုတော့လုံးဝဆွန့်မလွတ်ခဲ့ပါဘူး။သူဟာတီးတန့်လေးရင်နဲ့သာခီးသွွာပါရယ်။သူ့ရဲ့ရွေးချယ်မှုကတော့ G650 ER လို့ခေါ်တဲ့ဒေါ်လာတန်း80တန်နဲ့တန်မိုးကြည့်ပြီးစွမ်းဆောင်ရည်မြင်မာတဲ့လေးရင်တစ်စီးကိုအသုံးပြုပါရယ်။အီလွန်မတ်စရဲ့ဒီလေးရင်ဟာကမ္ဘာအမြန်ဆုံးအကြီးဆုံးနဲ့အဝေးဆုံးသွာလာနိုင်တဲ့တီးတန့်လေးရင်တွေကတစ်စီးဖြစ်ပါရယ်။ အဲ့ဒီ G650ER ဆိုတဲ့လင်ဟာ Elon Musk ရဲ့အောင်မြင်မှုနဲ့ခရီးသွားလာရမှာတတောင့်တတာသွားလာခြင်းမှုရဲ့သင်္ကေတတစ်ခုပါခင်မီတဲ့ပစ္စည်းကရိယာတွေနဲ့စိန်ခံပစ္စည်းတွေပါဝင်တဲ့ဒီတီးတန့်လင်ဟာဘာနဲ့မှကိုမတူတဲ့စိန်ခံမှုနဲ့တီးတန့်ဆန်မှုတို့ကိုပေးစွမ်းနိုင်ပါ रे ဒီလေးမှာအစိမ့်မြင့်ဤပညာတွေကျယ်ဝန်းတဲ့လေးအတွင်းပိုင်းနဲ့အကောင်းဆုံးဖြောပြေးစနစ်တွေပါဝင်ပြီး mass နဲ့သူ့ရဲ့ဧည့်သည်တွေအတော်တော်တတောင်တတာရှိပြီးပျော်စရာကောင်းတဲ့ခီးစဉ်တစ်ခုကိုဖန်ပြီးပေးနိုင်ပါတယ်။ဒါပေမဲ့လည်း Elon Musk ရဲ့တီးတန့်လေးနဲ့ခီးသွားလာမှုဟာလူတွေမသိကြတာတော့မဟုတ်ပါဘူး။ ဖလော်ရီဒါပြည်နယ်အော်လန်ဒိုကကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂျက်ဆွစ်နီဟာလည်းမတ်ရဲ့ဂျက်လီရင်အကြောင်းလူပြောများအောင်လုံးမိခဲ့ပါဗျ။ဆွီနီဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့နေရာတွေကို Twitter မှာပုံမှန်တင်နေကြဖြစ်ပြီးမသိလိုက်ပဲမတ်ရဲ့ခီးသွားလာမှုကိုလူသိရှင်ကြားဖော်ထုတ်တယ်လို့ဖြစ်သွားခဲ့ပါဗျ။ဒီလိုမျိုးမမျှော်လင့်ထားတဲ့ထုတ်ဖော်မှုကြောင့်မတ်ဆဲခီးသွွာလာမှုပုံစံနဲ့ပတ်သက်ပြီးလူတွေရဲ့စူးစမ်းမှုတွေများပြားလာခဲ့ပါတယ်။တီးတန့်ဆတ်မှုကိုထိမ့်သိမ့်ဖို့နဲ့မလိုလားအပ်တဲ့အာယုံဆိုင်မှုတွေကိုရှောင်ရှားဖို့အတွက် ီလိုမတ်စာကိုပိုင်လေရင်ပိုင်ရှင်တွေကိုလျှို့ဝှက်ကုတ်တွေပေးပို့ပြီးတီနီယာကို ဖုံးကွယ်နိုင်စေဖို့ဖက်ဒရယ်လေကြောင်းအဖွဲ့အစည်းရဲ့အခမဲ့အစီအစဉ်တစ်ခုကိုပါဝင်ရောက်ခဲ့သူပါဒါပေမဲ့လည်းဆွစ်စနီရဲ့ post တွေကြောင့်မတ်စရဲ့လေရင်နဲ့ခီးသွွာလာမှုတွေကို24နာရီနောက်ကျပြီးမြင်တွေ့နေရစေပါခီးသွွာလာမှုအစီအစဉ်တွေကိုလျှို့ဝှက်ထားဖို့ကြိုးစားပေမဲ့မတ်စတာမဟုတ်သူ့လေရင်ကိုအသုံးပြုသူတွေဘယ်မှာရှိနေတယ်လဲဆိုတာကိုဆွေးနွေးကြအောင်လူတိုင်းသိသွားပါပြီ ။ Elon Musk ရဲ့ကိုပိုင်လေယာဉ်နဲ့ခီးသွားလာမှုဟာလုပ်ငန်းရှင်တယောက်အနေနဲ့ထိရောက်မှုရှိပြီးပြောင်းလဲပြင်လဲဖြစ်တာကိုလိုလာတဲ့သူ့ရဲ့ဆန္ဒကိုပြသနေပါရယ်။ပုံမှန်လေကြောင်းလိုင်းတွေရဲ့အကက်ခဲတွေကိုရှောင်ရှားပြီးသူ့ရဲ့အချိန်စရာအတိုင်းခီးသွားနိုင်ဖို့အတွက်သူဟာတန်ဖိုးထားခဲ့ပါရယ်။အခုလိုမျိုးကိုပိုင်လေယာဉ်နဲ့ခီးသွားလာမှုဟာ Elon Musk ရဲ့အချိန်တွေကိုထိထိရောက်ရောက်အသုံးချနိုင်ပြီးအစီအစဉ်တွေကိုလည်းထိန်းချုပ်နိုင်ခဲ့ပါရယ်။အရေးကြီးတဲ့အစည်းအဝေးတွေနဲ့ပွဲတွေကိုပုံမှန်လေကြောင်းလိုင်းတွေနဲ့အချိန်စရာတွေစိုးရိမ်စရာမလိုတော့ပဲကိုပိုင်လေယာဉ်နဲ့အချိန်မီသွားရောက်တက်ရောက်နိုင်ပါရယ်။ အခုလိုမျိုးကိုပိုင်လေရင်နဲ့ခီးသွားလာမှုဟာအထက်တန်းလွှာတွေအတွက်ဖြစ်တယ်လို့ထင်ရပေမယ့် Elon Musk အတော်တော်သူ့ရဲ့ရည်မှန်းချက်ကြီးတဲ့ဘဝနဲ့ကုမ္ပဏီပေါင်းစုံရဲ့ CEO အနေနဲ့ကမ္ဘာလုံးဆိုင်ရာတာဝန်တွေအတွက်လက်တွေ့ကြတဲ့ရွေးချယ်မှုတစ်ခုပါ။ Elon Musk သူ့ရဲ့လုပ်ငန်းတွေကိုကြီးကြပ်ဖို့ရှယ်ယာရှင်တွေနဲ့တွေ့ဖို့အခွင့်အလမ်းအသစ်တွေကိုရှာဖွေဖို့ခဏခဏခီးသွားလာပါရယ်။ဒါကြောင့်မဲကိုပိုင်လေဟာသူ့ရဲ့တကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတွေကိုလွယ်ကူချောမွေ့စေဖို့အရေးပါတဲ့ရင်းတစည်းလည်းဖြစ်ပါရယ်။ ကဲဆက်လက်ပြီးအီလိုမတ်ဆရဲ့ထူးခြားရှားပါးတဲ့ယာဉ်တွေအပေါ်နှစ်သက်မှုကိုလူသိများပြီးပြင်သူရဲ့စုဆောင်းထားတဲ့ကားတွေကတစီကတော့ကျန်တဲ့ကားတွေနဲ့မတူပါဘူးအဲ့ဒါကတော့ James Bond ရဲ့ရေငုပ်သင်္ဘောကားပါ2023ခုနှစ်မှာတော့ Elon Musk ဟာ James Bond ရုပ်ရှင် The Spy Who Loved Me ထဲကရေငုပ်သင်္ဘောကကိုလေလံပွဲမှာဒေါ်လာ9,200နဲ့ဝယ်ယူတဲ့အခါမှာတော့သတင်းကောင်းစင်တွေမှာတော့ပါဝင်လာခဲ့ပါတယ်။ ဒီရင်ဟာ Elon Musk အတွက်တော့ထူးဆန်းတဲ့အကြိုက်နဲ့အနာဂတ်နည်းပညာကိုအသက်သွင်းခြင်းနဲ့သူ့ရဲ့ဆန္ဒတွေရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ရုပ်ရှင်ထဲမှာပါဝင်ခဲ့တဲ့ Lotus ရေငုပ်သင်္ဘောကားဟာရုပ်ရှင်သုံးပစ္စည်းတစ်ခုတည်းတည်းမဟုတ်ပါဘူး။အဲဒီကားဟာတကယ်ကိုရေအောက်မှာသွားလာနိုင်တဲ့ရေငုပ်သင်္ဘောတစ်စီးပါ။ဒါပေမဲ့လည်းဒီကားမှာလည်းအားနည်းချက်တစ်ခုရှိပါတယ်။အတွင်းပိုင်းကိုရေတွေဝင်လာနိုင်ပြီးမောင်းသူဟာအသက်ရှူဖို့အတွက်အောက်ဆီဂျင်ဘူးကိုအားကိုးရတာပါ။ ဒါပေမဲ့ရုပ်ရှင်ထဲမှာတော့ Roger Moore အဖြစ်သရုပ်ဆောင်ခဲ့တဲ့ James Bond ကတော့လုံးဝရေးမဆိုးခဲ့ပါဘူး။ Elon Musk ကတော့ရုပ်ရှင်ထဲမှာလို့ကားကတကယ်ပြောင်းလဲမသွားတာကိုစိတ်ပြတ်ခဲ့ပါတယ်။သူရဲ့စမ်းသစ်တီထွင်မှုစိတ်ဓာတ်နဲ့ကန့်ညီစွာပဲ Elon Musk ကရေငုပ်သင်္ဘောကားကို Tesla စွမ်းအင်သုံးလျှက်စစ်စနစ်နဲ့အစစ်မြင့်ပြီးတကယ်ပြောင်းလဲနိုင်အောင်လုပ်ဖို့အစီအစဉ်တွေလည်းကျင်ညာခဲ့ပါတယ်။ ဒီလိုမျိုးရီမန်ချက်ကြီးရဲ့ project ဟာနီးပညာရဲ့နယ်ပယ်တွေကိုကျော်လွန်ပြီးစိတ်ကူးရင်ဇလန်းတွေကိုအမှန်တကယ်ဖြစ်လာအောင်လုပ်ဖို့ Elon Musk ကစိတ်ပိုင်းဖြတ်လိုက်ပုံမှာရုပ်ရှင်ထဲမှာလို့တည်တည်တသာပြောင်းလဲမှုတော့မဖြစ်နိုင်ပေမဲ့လျက်စစ်စွမ်းရင်လည်းရေငုပ်တင်မောကားရဲ့စွမ်းဆောင်ရည်ကိုပေါင်းဆက်ခြင်းနဲ့ Elon Musk ရဲ့အနာဂတ်တည်ယူပို့ဆောင်ရေးစနစ်ကိုဒီအချက်တွေကလည်းပြသနေပါသေးတယ်။ ပြောမယ်ဆိုရင်တော့ James Bond ရေငုပ်သင်းမောကားကိုပိုင်ဆိုင်တာဟာ Elon Musk အတတော်အပြောတတ်တတ်မဟုတ်ပါဘူး။ဒါအခင်မီနေပညာပေါ်သူ့ရဲ့စိတ်ဝင်စားမှုနဲ့မဖြစ်နိုင်တဲ့အရာတွေရဲ့နေပယ်တွေကိုပါကြော်လွန်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့အကြောင်းမြင်တွေ့ရမှာပါ။ Elon Musk ဒီထင်ရှားတဲ့ရေငုပ်ပိုင်ဆိုင်လိုက်တာနဲ့ပရိသတ်တွေစဲစူးနှစ်ချီဆွဲမှတ်ခဲ့ရတဲ့ရုပ်ရှင်ဇလန်တွေကမှော်စံတဲ့အရာတစ်ခုကိုထိမ့်သိမ်းထားတဲ့ယဉ်ကျေးမှုတမိုင်းရဲ့စောင့်ရှောက်သူတစ်ယောက်လိုတောင်ဖြစ်လာခဲ့ပါရဲ့။ ဟုတ်ကဲ့ပါအီလိုမတ်ရဲ့ထူကြပြီးရှားပါတဲ့ရင်တွေကိုစိတ်ဝင်စားမှုဟာ James Bond ရုပ်ရှင်ကားတွေကရေငုပ်သင်းမောကားပိုင်ဆိုင်တာထက်ကျော်လွန်ပါတယ်။နှစ်တွေကြာလာတဲ့မြတ်သူဟာအနာဂတ်မြင်ကွင်းလိုထူကြတဲ့စိန်ခံကားတွေကိုပါနှစ်သက်လာခဲ့ပါတယ်။အီလိုမတ်ရဲ့စူဆောင်းထားတဲ့ကားတွေကထင်ရှားတဲ့ကားတစ်စီးကတော့1920 Frost Model T ပဲဖြစ်ပါတယ်။ ဒီကားဟာမော်တော်ကားလုပ်ငန်းကိုတော်လှန်ပြောင်းလဲခဲ့တဲ့မော်တော်ကားတစ်စီးလည်းဖြစ်ပါတယ်။ Max ရဲ့ Motor Engineer တမိုင်းကိုလေလာတမ်းမိုးထားမှုနဲ့ခင်မီမော်တော်ကားတွေရဲ့အစကိုသတိပေးနေတဲ့ကားတစ်စီးပါ။ဒီလိုမျိုးတမိုင်းဝင်ကားတွေအပြင် Elon Musk ရှာပါပြီးတည်တံ့ထုတ်လုပ်ထားတဲ့ကားတွေကိုလည်းနှစ်တပါတယ်။အဲ့ဒီထက်ကဥပမာတစ်ခုပြောရမယ်ဆိုရင်တော့1968ခုနှစ်ထုတ် Series 1 Jaguar E-Type ပဲဖြစ်ပါတယ်။ဒီကားဟာချောမွေ့တဲ့ဒီဇိုင်းနဲ့အင်အားပြေဝဆွမ်းဆောင်ရည်တွေကြောင့်ဘယ်တော့မှယူမသွားတဲ့လူသိများတဲ့ကားတစ်စီးဖြစ်ပါတယ်။ အဲဒီနမဲကျော်ကားဟာအီလွန်မတ်ရဲ့မော်တော်ကားအမှုပညာကိုနှစ်သက်မှုနဲ့ခန်းထားတဲ့ကားတွေကိုပိုင်ဆိုင်ခြင်းနဲ့ဆန်းသားရဲ့သင်္ကေတပါ။ဒါပေမဲ့လည်းမတ်ရဲ့ကားစုဆောင်မှုဟာတမိုင်းဝင်တဲ့ရှားပါးကားတွေတွေမှာတင်ရက်တက်မသွားပါဘူး။သူဟာ McLaren F1 လို့ခေါ်တဲ့ခေတ်ပေါ် Super ကားတွေကိုလည်းနှစ်သက်ပါရယ်။ချောမွေးတဲ့ဒီဇိုင်းနဲ့အမခန့်အမြန်နှုန်းရှိတဲ့ဒီစွမ်းအားဖြင့်ပြိုင်ကားတွေကြောင့်ကားတွေအပေါ်ရင်းနှီးမြှုပ်နှံဖို့အီလွန်မတ်ရဲ့ဆန္ဒကိုပြသနေတယ်လို့ဖြစ်ခဲ့ပါရယ်။ ူဝယ်ယူခဲ့တဲ့အဲဒီ Maslara F1 ကအသစ်ဆက်ဆက်တစ်စီးဆိုရင်တော့ဒေါ်လာတစ်တန်းလောက်တန်ပါတယ်။ Elon Musk နဲ့ပတ်သက်တဲ့အထူးခြားဆုံးအထင်ရှားဆုံးကားတစ်စီးကတော့သူ့ရဲ့2000တန်း Tesla ကားပဲဖြစ်ပါတယ်။အဲဒီလျှက်စစ်ပြိုင်ကားဟာ2018ခုနှစ်ဖေဖော်ဝါရီလမှာ SpaceX ရဲ့ Falcon Heavy စမ်းသပ်ပြန်တမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့အာကာသတွေကိုပို့လွှတ်တဲ့အခါမှာကမ္ဘာတဝန်းအာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ အီလိုမတ်စ်ရဲ့ဒီတက်စလာပြိုင်ကားဟာအပြင်ပိုင်းမှာ Cherry နေရောင်ရှိပြီးနေကိုလှည့်ပတ်နေစေဖြစ်ပြီး Musk ကရေရှည်တီးတန်းတဲ့တည်ယူပုံဆောင်ရေးကိုတိုးတက်အောင်လုပ်ဖို့စိတ်ဆုံးဖြတ်ထားပြီးစ조사နေတာကိုမြင်တွေ့ရပါတယ်။ဒီတော့အီလိုမတ်စ်ရဲ့ဇိမ်ခံကားတွေနှစ်သက်မှုဟာပိုင်ဆိုင်မှုတစ်ခုဆိုတာထက်ကျော်လွန်ပါတယ်။သူဟာသူတည်ထောင်ထားတဲ့ Tesla လျှက်စစ်ကားကုမ္ပဏီကိုဦးဆောင်ရင်းမော်တော်ကားလုပ်ငန်းမှာလည်းနဲ့နဲ့ရှိရှိပါဝင်နေပါတယ်။ အီလိုမတ်ဆရဲ့ဦးဆောင်မှုအောက်မှာတက်စလာဟာလည်းစမ်းသစ်တီထွင်မှုတွေနဲ့လူသိများလာပြီးလျှက်စက်ကားတွေအပေါ်အမြင်ကိုတော်လှန်ပြောင်းလဲပစ်ခဲ့တာပါတက်စလာကတဆင်းမတ်ခါရေရှည်တီတန်နဲ့တည်ယူပို့ဆောင်ရေးကိုအချိန်မြင့်တင်ဖို့နဲ့ကမ္ဘာပေါ်ကရုပ်ကျွင်းလောင်းစာတွေအပေါ်မှီခိုးမှုကိုရှော့ချဖို့ဆုံးဖြတ်ထားတဲ့အကြောင်းပြသနေပါတယ် ။ Elon Musk ရဲ့အမြင်အရကတော့ဒီလျှက်စစ်ကားတွေဟာအနာဂတ်မှာပုံမှန်လိုဖြစ်လာမှာဖြစ်ပြီးတခြားကားထုတ်လုပ်သူတွေကိုလျှက်စစ်ကားနည်းပညာမှာရှင်းနှီးမြှုပ်နှံဖို့နှုတ်ဆော်ပေးကပုံမှုရေရှည်တည်တဲ့မော်တော်ကားလုပ်ငန်းအတွက်လမ်းစာပေးခဲ့တယ်လို့ဖြစ်ခဲ့သူပါ။ ဟုတ်ကဲ့ပါဆက်လက်ပြီး Elon Musk စူးစမ်းလေးလာမှုတွေနဲ့ပဲလူသိများတာတော့မဟုတ်ပါဘူးလူမှုရေးလုပ်ငန်းတွေမှာလည်းပါဝင်တာကြောင့်သူဟာလူသိများပါတယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေကတယောက်အနေနဲ့ Elon Musk လူအဖွဲ့အစည်းအပေါ်တက်ရောက်မှုရှိစေဖို့ရည်ရွယ်ချက်နဲ့ Prahita လုပ်ငန်းတွေမှာလည်းပံ့ပိုးမှုတွေပြုလုပ်ခဲ့ပါတယ်2012ခုနှစ်မှာတော့ Elon Musk Warren Buffett နဲ့ Bill Gates တို့လိုနာမည်ကြီးလူမှု Prahita လုပ်ငန်းရှင်တွေနဲ့အတူ Giving Black လို့ခေါ်တဲ့ Prahita အဖွဲ့အစည်းမှာလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီဂရိကဝတ်ဟာ Elon Musk ရဲ့ပိုင်ဆိုင်မှုအများစုကို ပရာဟိတလုပ်ငန်းအတွက်လှူဒါန်ဖို့ရည်ရွယ်ချက်နဲ့ပြသနေပါတယ်ဒီတော့ Elon Musk ရဲ့ထင်ရှားတဲ့လူမှုလုပ်ငန်းတွေတဲကတစ်ခုကတော့2015ခုနှစ်တုန်းက Future of Life အဖွဲ့အစည်းကိုဒေါ်လာ10သန်းလှူဒါန်းခဲ့တာပါ။အဲ့ဒီအဖွဲ့အစည်းဟာ AI နည်းပညာကိုလူသားတွေအတွက်အကျိုးရှိစေမယ့်နည်းလမ်းနဲ့ဖွံ့ဖြိုးအောင်လှုံ့ဆော်မှုအတွက်ရည်ရွယ်ပါတယ်။ Future of Life အဖွဲ့အစည်းကိုပံ့ပိုးတာအပြင် Elon Musk ဟာ2016ခုနှစ်မှာတော့ Musk Foundation လို့အမည်ပေးထားတဲ့သူ့ရဲ့ Pride အဖွဲ့အစည်းကိုပါတူထောင်ခဲ့ပါတယ်။ ဟုတ်ပါတယ်သူဟာ Tesla ရဲ့ဒေါ်လာ255တန်းတန် share တွေကိုဒီအဖွဲ့အစည်းမှာလှူဒန်းခဲ့တယ်လို့သိရပါဗျ။ Mass Foundation ဟာပြန်လည်ဖြည့်ဆွတ်နိုင်မယ်။စွမ်းအင်ရှာဖွေရေးသိပ်ပံတင်ကြားရေးနဲ့ကလေးကျန်းမာရေးစတဲ့လုပ်ငန်းတွေကိုပံ့ပိုးဖို့ရည်ရွယ်ပါဗျ။ Mass ရဲ့ Pride လုပ်ငန်းတွေဟာချီးကျူးစရာကောင်းပေမဲ့အငင်းပွားစရာတခုတော့ရှိပါတယ်။2019ခုနှစ်မှာ The Guardian ရဲ့စုံစမ်းစစ်ဆေးမှုတွေအရ Mass Foundation ဟာနှစ်20နီးပါးအတွင်းအလှူငွေတန်ပေါင်းများစွာကိုအလှူခံအဖွဲ့အစည်း160လောက်ကိုလှူဒန်းခဲ့တဲ့အကြောင်းဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီစုံစမ်းစစ်ဆေးမှုမှာ Elon Musk ရဲ့ကလေးတွေတက်ရောက်တဲ့ကြောင်းညီဖြစ်သူရဲ့အလှူခံအဖွဲ့နဲ့ SpaceX ကိုသွားတဲ့လမ်းမှာရှင်ကျော်ပိတ်ဆို့မှုတွေကိုတိုက်ဖြတ်နေတဲ့ဆန္ဒပြအဖွဲ့တစ်ခုကိုပါလှူဒန်းခဲ့တဲ့အကြောင်းဖော်ထုတ်ခဲ့တာပါ။အဲ့ဒီအပြင်2013ခုနှစ်တုန်းက Bernie Man ပွဲတော်မှာမီးရှို့ခံရတဲ့ရုပ်တုတစ်ခုကို Musk Foundation ကငွေကြေးထောက်ပံ့ခဲ့တယ်လို့လည်းသိရပါဗျ။ဒီဖော်ထုတ်မှုတွေကအလှူခံအဖွဲ့စည်းအတွင်ပွင့်လင်းမြင့်တာမှုနဲ့အကျိုးအမြတ်ပေါ်ဖြစ်နိုင်ရရှိတဲ့ပြည်ပခါတွေအကြောင်းမိကွန်းထုတ်လာစေပါဗျ။ ီလိုမတ်ရဲ့လှူဒါန်းမှုတချို့နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေရှိပေမဲ့အီလိုမတ်ဘက်ကတော့ Brighter မျိုးစုံကိုဆက်လက်ပံ့ပိုးနေစေပါ2018ခုနှစ်မှာတော့ Bloomberg ကအီလိုမတ်စာတဘာဝပအောင်ကျင်ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Sierra Club ကိုအမိမဖော်ပဲဒေါ်လာ6တန်းကျော်လှူဒါန်းခဲ့တယ်လို့လည်းဖော်ပြခဲ့ပါတယ်နောက်ပြီးသူဟာဒေါ်လာ8,800ကျော်ကိုတံပရာစနစ်နိုင်ငံရေးသမားတွေအပေါ်လှူဒန်းခဲ့ပြီးနောက်ပိုင်းဝေဖန်မှုတွေကိုတုံ့ပြန်မှုဒီလှူဒန်းမှုကိုပြုလုပ်ခဲ့ပါရယ် အီလိုမတ်ရဲ့တဘာဝပဝန်းကျင်ကာကွယ်ရေးလှုပ်ရှားမှုတွေအပေါ်ပံ့ပိုးမှုဟာလေရေရှည်တည်တံ့တဲ့အနာဂတ်အတွက်သူ့ရဲ့အမြင်နဲ့ယာတိဥဒုပြောင်းလဲမှုကိုတိုက်ဖြတ်ရည်အတွက်သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ကိုက်ညီနေပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့နာမည်ကျော်ဘီလီယံနာကြီးအီလွန်မတ်စ်ကသူ့ရဲ့ပတ်စံတွေကိုဘယ်လိုမျိုးသုံးစွဲနေသလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်စူးစီးတင်ဆက်ပေးခဲ့တာပါကဲဒီတော့အီလွန်မတ်စ်အပေါ်မှာလည်းပရိသတ်တို့အမြင်လေးတွေကိုခေါ်မှမှာပါဝင်ဆွေးနွေးပြသွားလိုက်ပါကျွန်တော်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ